လူငယ်များတို့မိင်္ဂလာပါမာတာပိတုဥပထာနေပုတ္တတရတသင်္ဃဟောအနာကုလာစာကမန္တာအေတံမိင်္ဂလာမௌဒမံအမိကိုလှုပ်ကျွေးပြုစုခြင်းအဖကိုလှုပ်ကျွေးပြုစုခြင်းသားမယားကိုချီးမြှောက်ထောက်ပံ့ခြင်းရှုပ်ထွေးခြင်းအောင် လုံလုံခြင်းဤလေးပါးမှာကောင်းမြတ်သောမိင်္ဂလာဖြစ်သည်မိဘကျေးဇူးကိုရည်ညွှန်းဖွဲ့ဆိုတဲ့စာပေ ကြပြတွေငါတို့ဗုဒ္ဓဘာသာမြန်မာစာပေမှာတော့ဘယ်စာပေမှာမှများပြားလိမ့်မယ်မထင်ဘူးဒီနေ့ထက်ထိလည်းရေးဖွင့်နေကြဆဲပါပဲစာဖတ်ပရိသတ်တွေကလည်းမယိုးနိုင်အောင်ဖတ်နေကြဆဲပါပဲဗုဒ္ဓရှင်တော်ဘုရားရဲ့ကျေးဇူးတော်လို့ဆိုရမှာပါပဲကျောင်းသုံးဖတ်စာတွေမှာလည်းမပြပါနေလေတတ်တော့ဗုဒ္ဓဘာသာဝင် မဟုတ်စေအောင်တော့ခလေးသူငယ်ဘွားစာပြီးကြားနာမှတားခဲ့ကြရတာမို့မိဘကျေးဇူးဆိုတာယဉ်ထဲမှာခိုင်ခိုင်ကြီးစွာဆွဲသွားနိုင်တတ်ပါတယ် အစာတသက်မင်းသားအကြောင်းကျွေးမီဟောင်ကိုဆက်ကျွေးသက်ကိုပေးလို့ကေဒါရဂျေမင်းအကြောင်းကိုစားရတွေကိုမင်းတို့ကြားဘူးလာပါပြီမိဘတို့ရဲ့မြတ်တာနဲ့ပတ်သက်ပြီးယေရှုရှင်တပည့်ခင်ဆရာတော်ဖျားကြီးကောင်းထုတ်ပြလိုက်တာတွေကိုကောင်းလုံးလို့ထည့်ပြီးရေးပြစေမြမာမြမာများ၌မြင့်တာဂိယုနာမုဒိတာဥပ္ပခဥပ္ပခဘဝနာ၄ပါး မကဲမကွာအမြဲရှိနေတကယ်သို့ ထို့သူမိဘများမှလည်းသာသမီတို့၌ဤဘာဝနာ၄ပါးမဆုံးခွာဘဲအမြဲပွားလျက်ရှိနေ၏။သာသမီလေးကိုဝန်ဆောင်တာလျက်ရှိနေစင်မှာပင်မိရင်ဖခင်တို့မှဒုသားလေးပဲခါမှအင်္ဂါပြည့်စုံနှပ်ပစွာမွေးဖွားလာပါမည်နေဟုမြတ်တာစေဖြစ်နေ၏။ဖွားလာသည့်ကိုသာသမီလေးကိုမြင်လိုက်ရသောအခါမှာကစိုးပွဲမရှိပြီ။ ပလက်အိတ်သက်သောနှူးနယ်သောအရွယ်မှတန်းချဘူးကိုက်၍ဖြစ်စေအအိတ်အနေဆင်းရဲ၍ဖြစ်စေငိုကြွေးသောအတန်ကိုကြားရခြင်းမိဘတို့မှတနာကျူးနာဖြစ်လာရသည်ပြေးနိုင်သွားနိုင်ကစားနိုင်သောအခါသာသမီကိုကြည်၍မိဘတို့စိတ်ထဲမှာဝမ်းသာခြင်းမူတည်တာဖြစ်ရသည်အိမ်တော်ကြ၍တတိတခြားအိုးအိုးအိမ်ထူထောင်နိုင်သောအခါယခုတို့သာလေကိုယ်လိုလျောက်တတ်မွေးနိုင်ပြီဟုလက်လျှူရှူသောသဘောပေါ်လာ၏ထိုအခါဥပ္ပက္ခဖြစ်သည် ဤသို့သူခါလိုက်တာမီများပေါ်၌မြမဝိဟာရလေးပါဖြစ်ဖြစ်ပွားလျက်ရှိသောကြောင့်မြမတီမန္တာပိတိယောမြမမိဘတို့မှာမြမများပင်ဟုဖုရားရှင်ဟောတော်မူခဲ့ခြင်းဖြစ်သည်ညာတို့ဗုဒ္ဓဘာသာမှာအထွတ်မြတ်ထားဆုံးထားပြီးကိုးကွယ်ရာဖြစ်တဲ့မြတ်စွာဘုရားကိုတော်ကိုတော်တိုင်း မိဘကိုအမြတ်တနိုးတန်မိုးထားလေတော့ငါတို့မြန်မာလူမျိုးတွေဖုံးမှလည်းမိဘကိုရိုသေပူဇော်ကြတာအစဉ်လာကြီးဖြစ်အဖြစ်ခိုင်မာပြီးယဉ်ကျေးမှုကြီးဖြစ်ထုံးကားလာပြန်တာပေါ့ဒီလိုယဉ်ကျေးမှုအစဉ်လာကြီးရှိနေပါလျက်မိအိုဖားအိုရွယ်မိအိုဖားအိုရွယ် တက်ရွယ်ချင်းရင်သူတွေကိုလည်းကတော့ပူဇော်တဲ့အလေးထားလည်းရှိခဲ့ပါရဲ့။ငါတို့မြန်မာပြည်မှာလူအိုရုံဘဝရိပ်သာတို့စားတာတွေကဘာကြောင့်စောစောစီးစီးရှိခဲ့ကြတဲ့ကမရှိခဲ့တာလဲဆိုတာကိုစဉ်းစားကြည့်မိတယ်။ငါစဉ်းစားမိသမျှကိုတင်ပြလိုက်ပါတယ်။မင်းတို့လည်းဆက်ပြီးစဉ်းစားကြည့်ကြပါကွယ်။လူမှုရေးတိုင်း social history ပေါ့ကွယ်။ ပထမချက်ကငါတို့တိုင်းပြည်မှာရှေးခေတ်က လူဦးရေအလွန်နည်းတယ်။ငါဖမ်းမိမှတ်မိတလို့မြမရှင်ဘရင်များလက်ထက်ကလူဦးရေ၁၀တန်းလောက်ပဲရှိမှထင်တယ်။အင်္ဂလိပ်ကိုလိုနီလက်ထက်ပထမကဘာဆက်ပြီးစားမှာလူဦးရေ၁၄တန်းပဲရှိတယ်လို့မှတ်မိနေပါတယ်။ဒီတော့လူဦးရေအလွန်နည်းသေးတယ်လို့ဆိုရမှာပေါ့။လူဦးရေနည်းပေမဲ့စာနယ်ဧကာကတော့ရှားပါးလှတယ်လို့မဆိုနိုင်ဘူး။စံကုန်ပြပပို့ကုန်အဖြစ်အများဆုံးပို့တဲ့ နိုင်ငံဖြစ်တယ်။ဒီတော့စားမဲ့တောက်ရမဲ့ဖြစ်တာမျိုးတွေကိုကြုံမို့မနီးဆက်လာဘူး။တက်ကြီးရွယ်ကိုမလုံးနိုင်မကင်နိုင်ဖြစ်နေရင်လည်းအင်းကြီးချင်းတွေကဝိုင်းဝန်းပြီးပေးလိုက်ကြွေးလိုက်ကြတာပါပဲ။ဒုတိယချက်ကအဲ့ဒီလူဦးရေနဲ့ချင်းနဲ့စားနိုင်ရိတ်ခါမရှာခြင်းပါပဲ။တတိယချက်က ဖုံးတော်ကြီးကျောင်းတွေပါပဲ။ရွာရွာမှာဖះသစ္စာမရှိရင်နေပါစေတော့။ဖះကျောင်းဖုန်ကြီးចောင်းလေးရှိတော့မှကျွေးရပြီးသားတာကိုဒီတော့ဖုန်ကြီးចောင်းဆိုတာက ကျေးရွာတစ်ခုရဲ့ကြက်တည်းပဲဒီတော့ဝါးချောင်းကလေးမြဖြစ်စေယာယီစောက်ပြီးစပြူလာတာနောက်တော့ကျေးလက်ဒေတာဆိုတာမြေကပေါ်ပါတယ်ကြဲကြဲဝုံးဝုံးမြင်နေရယူထားလိုက်ကြတာနောက်ခါမှကိုရင်လေးတွေရေရင်းရေကန်ကလေးတွေဖြစ်လာတယ်ထိုခါရေရင်းရေကန်လေးတွေဖြစ်လာတော့ခါကလေးတွေရဲ့ကစားကွင်းနာမကတကြီးရွယ်ဦးတို့အနားယူစရာလူကိုရိတ်တာဖြစ်လာတတ်ပြန်တယ်ဒါကြောင့်ဗမာကိုចောင်းជុចောင်းជុចောင်းជុចောင်းជាဆိုတာ စကားပေါ်လာတာပေါ့အသက်ကြီးလာတော့ဥပုပ်သတင်းကလည်းစောင့်တက်ကြတယ်အစားတော့လည်းဘာမှမင်းများမစားနိုင်တော့ဘူးဘုံကြီးเจ้าမှာပဲနိုင်ပိုင်မိနစ်လို့ရတာပဲဒီတော့သက်ကြီးရိတ်သာတီးတန်းစောက်ပြီးထားစရာမလိုတော့ဘူးပေါ့တစ်ဆက်ထည့်ပြောလိုက်ရအောင်မယ်ရှေ့ခက်မှာပြောခဲ့တာတွေကခိုးခိုးရမယ်တာသမီထောက်တာသားထောက်သမီးခံမရှိတဲ့အဖိုးအိုတွေအတွက်သာပြောခဲ့တာအဖွားအိုတွေကြတော့လေတိလရှင်เจ้าမှာ တီလာရှင်ကြောင်းရှိရင်တီလာရှင်ကြောင်းကိုသွားပေါ့မရှိရင်လည်းရဲရွာကဝိုင်းမီယူဆိုင်ကြတာပါပဲအဲဒီလိုပဲမိမဖားပန့်အခိုးရမဲတဲ့ကလေးတွေကြတော့ဘုန်းကြီးကြောင်းကိုရောက်သွားပြန်တာပဲတကယ်ကို ပရာဟိတဂေဟာအဖြစ်သုံးတော်ခံပြန်တာကိုအဲဒီကလေးတွေစာကြိုးစားလို့ပညာတော်ပုံရရင်စကောလာရှစ်တွေပါတယ်မလို့ပါဘူးရှင်ပြုတ်ပေးခြင်းတဲ့လူတွေရဟန်းခံမင်းခံမေးခြင်းတဲ့လူတွေအလို့ရပေါ်ပေါက်လာကြတော့တာပါပဲ ဒီတော့ရွာဦးဘုန်းကြီးเจ้าကအရာရာလဲဟုတ်တယ်အလုံးစုံလဲဟုတ်တယ်ဆိုတာမျိုးဖြစ်မနေဘူးလားဒါကြောင့်တီးတန့်ခေဟာတွေရိဒါတွေမလို့တော့တာကြောင့်ငါတို့ဗုဒ္ဓဘာသာမြန်မာတိုင်းပြည်မှာဘိုးဘာရိဒါတို့ပရာဟိတခေဟာတို့စောစောဆီဆီပေါ်လာခဲ့ခြင်းဖြစ်တယ်လို့ကောက်ချက်ဆွဲမိပါတယ်။မင်းတို့လူငယ်လေးဆက်ပြီးစဉ်းစားကြည့်ကြပါကွယ်။မင်းတို့လူငယ်တွေလူမှုရေးတမိုင်းကိုစိတ်ဝင်စားစေချင်တဲ့အကြောင်းထည့်ပြီးရေးလိုက်ရတာပါ။လူဦးရေအများစာနယ်ရေးခါကိုနင်းနင်းညံ့ညံ့ရှာစားကြရတဲ့ လူဖွဲ့စီများမှာကြတော့သားသမီးကမိဘကိုဖျားတဆူကိုလုံးကိုးွယ်ထားဖို့မဖြစ်နိုင်တော့တဲ့ပြင်အိမ်မော်တင်မီမကျွေးမထားနိုင်ကြတော့ဒါကြောင့်အင်္ဂလန်အမေရိကစတဲ့အနောက်နိုင်ငံတိုင်းကြီးပြည်ကြီးတွေကသားကြီးတက်ကြီးရိတ်တာကိုအစိုးရကပဲ တာဝန်ယူပြီးထူထောင်တာတဲ့တာသမီးကလည်းမင်းအဖို့ဖောက်ကိုတကြီးရဲ့တာကိုပို့လိုက်ကြတာပါပဲခရစ်စမတ်တော့နှစ်သိက်ကူလို့တော့မှဒါမိဘကိုလက်ဆောင်လေးပါလေးသွားပေးကြတာမျိုးလုပ်နိုင်ကြတော့တယ်နှစ်ပေါင်းကြာလာတော့ဘိုးဘွားတွေကလည်းအသက်လည်းကြီးလာပြီမို့ကိုသားကြီးသမီးကြီးတွေတော့မမှန်းမိကြတော့ဘူးငါတို့တိုင်းပြည်မှာတော့ဖြင့်သားထားသမီးကံတွေရှိပါလျက်နဲ့မိဘတွေကိုတက်ကြီးရိတ်တာပို့ထားဖို့ဆိုရင်ရှက်ရှာလို့ခံစားမိတတ်ကြတယ် တားထောက်သမီးခန့်မရှိခိုကိုရမယ်တက်ကြီးတွေတားလျင်ဘိုးဘွားရိတ်တာကိုရောက်သွားနေရှိတယ်။တချို့ဘိုးဘွားတွေကတော့နားအေးပါအေးနေနေတာကြောင့်ကိုစိမ့်နဲ့ကိုဘိုးဘွားရိတ်တာမှာတွားပြီးနေကြတာမျိုးလည်းရှိတယ်လို့ဆိုနေတယ်။ဒါပေမဲ့အလွန်နှဲပါတယ်။ဘာပဲဖြစ်ဖြစ်လေငါတို့မြမလူလူအဖွဲ့စီမှာတော့ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်ဖြစ်စေမဟုတ်သည့်ဖြစ်စေမိယောဖောက်အိုကိုပြုစုဆောင်ရှောက်ခြင်းမပြုတဲ့မပြုနိုင်တဲ့သာသမီတွေဟာလူပုံလဲမှာမျက်နှာငယ်ကြရတာပါပဲသူတို့ကိုယ်တိုင်လည်းလိပ်ပြငယ်ကြရစမြဲပါပဲဇာတွေကိုတေချာစဉ်းစားကြည့်လိုက်တော့မြတ်စွာဘုရားသခင်ရဲ့မင်္ဂလာတရားတော်ဓမ္မဆက်ဟာဘလောက်ထိအောင်ထမျက်လဲဆိုတာပေါ်ပေါက်လာတာပဲမိဘဆိုတာကိုကိုကိုမွေးလိုက်တဲ့မိဘကလည်းမဟုတ်ဘူး အိမ်အောင်ပြုလိုက်ပြီဆိုရင်ကိုခင်မွန်ရဲ့ဇနီးနဲ့မိဘများဖြစ်တဲ့ယောက်ျားမတွေကိုပါမိဘလိုသဘောထားရတော့တာကိုအဲဒီလိုအခါမှာတစ်ဖက်မိဘကိုထောက်ပံ့ရတာများလုံးလာရင်တစ်ဖက်ကညှို့ညင်ပြီးအိမ်တွင်းရေးအိမ်အောင်ရေးမသားမယားဖြစ်လာတတ်တယ်။အများသောအားဖြင့်ဖိုးကြီးဖွားကြီးတွေကြောင့်ဖြစ်တာကလွန်နေပါတယ်။ဖိုးကြီးဖွားကြီးတွေကိုအလွန်မိခိုနေတတ်တဲ့တခြားသားသမီးတွေကြောင့်ဖြစ်ရတာပိုများပါတယ်။မင်းလာတရားတော်နဲ့ ဆက်နွယ်နေတာကြောင့်တဆက်သေးပြောလိုက်ခြင်းပါတယ်။ငါနဲ့ရင်နှီးရက်ကောင်လေးကောင်မလေးတွေကိုအိမ်အောင်ဘက်ယူကြပြီဆိုရင်ကို့အိမ်အောင်ဘက်တယောက်တည်းကိုသာမထည့်တွန်းနဲ့သူ့ကိုမိခိုလာကြမဲ့ပြိတက်ကိုထည့်ပြီးတက်တွက်ကြရတယ်။မိခိုသူတွေတိတ်များနေရင်ကိုကပန့်ပုံနိုင်ရဲ့လားဇာတ်ကိုပါပန့်ပုံနိုင်ရဲ့လားတရားနိုင်ပါတရားနိုင်ပါမလား ကိုသာကိုသမီးတို့ကုံကြလာမယ်ဇယင်းစရာကိုလည်းထည့်ပြီးတွေ့ရတယ်လို့သတိပေးမိတတ်ပါတယ်။ငါလည်းမင်္ဂလာတရားတော်အကြောင်းကိုရေးရမင်္ဂလာဆောင်ခြင်းရောက်သွားပြီထင်ပါရဲ့။သီးခံကြတော့ကွယ်မာတာပိတုဥပဒ္ဒါနဲ့ပௌဒ္ဓဒရတသင်္ဂဟောမိဝါတို့အားပြုစုဆောင်ရှောက်ပါခြင်းဇနီးမယားသမီးသားတို့အားထောက်ပံ့ပေးကမ်းရခြင်းဆိုတာတွေက တခုစီခွဲထားပေမဲ့ခွဲခြားလို့မရနိုင်တဲ့အဆုံးစံတရားတွေပါပဲမိဘသားသမီးဆက်ဆံရေးနဲ့ပတ်သက်ပြီးစုံရေးဆံရေးဆိုတဲ့မြန်မာစကားကိုအားလုံးသိနေကြတာပါပဲရှေ့ပိုင်းမှာတက်ကြီးရွယ်ဦးမိဘတွေကိုအစိုးရတက်ကြီးရိတ်သားစီပို့ထားလိုက်တဲ့ကြောင်းအနောက်တိုင်းလူ့ဖွဲ့စည်းတွေရဲ့ကျင့်သုံးမှုမှာဖော်ပြခဲ့ပါတယ်မိဘတွေကလည်းသားသမီးပေါ်မှာဆက်ဆံမှုကငါတို့နဲ့မတူတာဘူး ။သားသမီးကိုအရွယ်ရောက်သည်ဖြစ်စေအသက်16ဆွန်လောက်ထိမိဘကထောက်ပံ့တယ်။ကြောင်းထားပြီလေ။သို့သောတက္ကသိုလ်ဆင်းလောက်ရောက်လာရင်ကျောင်းပိတ်ရမှကျောင်းစရိတ်တွေရရလောက်ကိုလောက်ပြီးပတ်ဆံရှာရတယ်။ကျောင်းပိတ်လို့လူလားမြောက်လာရင်ဘဲမိဘကမှတထေးတရွယ်တွေဖြစ်နေစေအောင်နော်။သားသမီးကိုအိမ်မှာတင်ကြွေးထားလို့မရှိဘူး။ကိုထမင်းကိုရှာစားပြီးတော့ကိုလံကိုလျှောက်ကြတော့ပဲ။ ကိုဘာကိုဘာသာမစားနိုင်ဘူးဆိုရှာမစားနိုင်ဘူးဆိုရင်အလုံးလက်မဲ့ဖြစ်နေပြီးအစိုးရရဲ့အလုံးလက်မဲ့ထောက်ပံ့ခြင်းကိဟာမှာမျက်နှာငယ်စွာနဲ့သွားပြီးနေကြပြီရောမိဘတာဝန်ကုန်သွားပြီငါတို့စီမှာဟုတ်ပါယူလားမင်းတို့သိကြတဲ့အတိုင်းမိဘကငွေကြေးပြေးဆိုရင်တမတ်ချွေးမဟိုပါအိမ်မော်တင်လာတဲ့အပြင်မိတွေတယုံယုံနဲ့ပြောနေကြတာပဲသားသမီးကအိမ်အောင်မပြုတ်ပဲလူပြိုကြီးအပြိုကြီးဘွားနဲ့အယိုးထုတ်ပြီးမိဘနဲ့ပဲနေတော့မယ်ဆိုရင်ပိုးလို့တောင်ချက်လိုက်တဲ့ သို့တော်လည်းလူဖွဲ့စည်းကြီးမားရှုပ်ထွေးလာတာနဲ့အတူအမျှမိဘသားသမီးဆက်ဆံရေးလည်းပြောင်းလဲနိုင်တာပါပဲဆိုကြပါစို့ကွယ်ငါတို့နိုင်ငံရဲ့မျိုးကြီးပြကြီးတွေနဲ့ကြေးလက်အဖွဲ့စည်းတွေမှာတာသိပြီမတူလှတော့ဘူးလို့ထင်တာပဲဘလို့ပဲဖြစ်စေမြတ်စွာဘုရားသခင်ရဲ့မင်္ဂလာဓမ္မဆက်ကိုတော့ဓမ္မဆက်ကိုတော့ဖြင့်ဒီနေ့ဒီချိန်ထိဩဇာထမ်းမြတ်နေတော့မယ်လို့ထင်မိတယ်ငါလာလေလေရှည်လို့လာမသိဆက်ပြရစီရော